မင်္ဂလာပါ knowledge one channel ကနေပြန်လဲဂျူစလိုက်ပါတယ်အာကာသထဲမှာဂျူရူတွေထောင်ချီသုံးပြီးတော့မှဒါ AI တွေအတွက် super computer ကိုရကြီးတခုတိဆောက်သွားမယ်ဆိုတဲ့ကိစ္စရုပ်တရက်တွေးကြည့်မယ်ဆိုရင်တော့မျက်စိလေသွားတယ်ရှိပါတယ်အဲဂျူရူတွေရော super computer တွေရော AI တွေရောဆိုတော့ဒါထူးခြားတဲ့ကိစ္စတခုပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ဂျူရူတွေထောင်ချီချိတ်ဆက်ထားပြီးတော့မှအာကာသထဲမှာ super computer တိဆောက်မယ်ဒါတရုတ်နိုင်ငံရဲ့စီမံကိန်းတခုအကြောင်းပဲဖြစ်ပါတယ် မန်းလေးမှာရည်သွေးစိတ်ချရတဲ့ Xiaomi product တွေကိုဈေးသက်သာဆုံးနဲ့ဝယ်ယူခြင်းလဲဆိုရင်တော့ link mobile မှာဝယ်ယူဖို့အတွက်ကိုကျွန်တော်ညွှန်ပေးချင်ပါတယ်။အဲတကယ်ပဲဈေးတန်လားမတန်ဘူးလားသိချင်ရင်တော့ comment မှာချပေးထားတဲ့ Science page ကနေစုံစမ်းလို့ရသလိုပဲအခုဖုန်းနံပါတ်တွေကိုလည်းဒါဆက်သွယ်မေးမြန်းလို့ရပါတယ်။အဲဒါကရေရှည်အလုပ်ဖြစ်မဖြစ်ဆိုတာဒါသိမ့်မသေးကြသေးပင်ပဲ။လက်တော်တော့ဒါဒီစီမံကိန်းကစပြီးတော့ဒါ account ထဲပုံနေပြီပေါ့နော်။အဲ့တော့မေလ14ရက်နေ့ကလွှတ်တင်ခဲ့တဲ့ Launch Match Studio Rocket မှာဂျိုရု12လုံးတင်ဆောင်သွားခဲ့ပြီးတော့မှာ အဒီဂျိုရုတွေကိုကဘာပတ်လန်းနေတယ်ကိုခြားထားခဲ့ပါတယ်။ဟဲ့အဲဒီဂျိုရုစံနှလုံးကဒါဂျိုရုပေါင်း2800လောက်ပါဝင်မဲ့ three body computing constellation လို့ခေါ်တဲ့စီမံကိန်းအပထမဆုံး node တစ်ခုဖြစ်တယ်လို့ပြောပါတယ်။အဲ three body computing constellation ဆိုတာအကသာထဲမှာ data processing လုပ်နိုင်မဲ့ဒါဂျိုရုကိုယ်ရက်ကိုပြောတာပါ။အဲအခုဂျိုရုစံနှလုံးကတော့ ရှေးရပြောခဲ့ဒီကွန်ရဲ့ဒါပထမဦးဆုံးနှုတ်တစ်ခုပေါ့နော်။အဲဒီစီမံကိန်းရောတရုတ်အာကာသကုမ္ပဏီတစ်ခုဖြစ်တဲ့ Adar Space နဲ့နောက်ကျကျန်း University နဲ့ Alibaba Group ကိုပူးတွဲဖွင့်လှစ်ထားတဲ့ကျကျန်း Lab တို့အပူးပေါင်းပြီးတော့လှုပ်ဆောင်နေရပါ။အဲဂျိုးတလုံးစီမှာဘာတွေပါလဲဆိုလို့ရှိရင်ကွန်ပျူတာနဲ့ AI model တွေပါပါတယ်။အဲသေးသေးပြောရရင်တော့ဂျိုးတလုံးစီမှာ adjust လုပ်လို့ရတဲ့ parameter ပေါင်းက10 billion လောက်ပါပြီးတော့မှ neural network ကနေစဉ်ဒါ pattern တွေကို learning လုပ်လို့ရပါတယ်။ ဆိုလိုတာကတော့အာဂါသာထဲမှာထားပြီးတော့မှ AI ကို train လုပ်ရတဲ့သဘောပါ။အဲဂျိုရူတလုံးကို8 billion parameter ပါတယ်ဆိုတော့အဲဒီပမာဏကဘလောက်များလဲလို့မေးလာလို့ရှိရင်ဒါ smartphone က AI assistant နဲ့ရှင်းပြလို့ရပါတယ်။အဲ Android ရဲ့ Google assistant တို့နောက် Apple ရဲ့ Siri တို့အဲအဲ့လိုမျိုး model တွေမှာ parameter အားဖြင့်ကဒါ1 billion အောက်လောက်ပဲရှိပါတယ်။ အဲဒီလို AI assistant တွေကဒါ resource အကန့်အသတ်ရှိတဲ့ mobile device တွေပေါ်မှာအလုပ်လုပ်နိုင်နေဆိုပေမဲ့နည်းနည်းတော့ resource နဲ့ဒါမှမဟုတ် landing လုပ်တာတွေအတွက်ကတော့ဒါအကန့်အသတ်တွေရှိနေပါတယ်အခုကဂျိုးတလုံးကို8 billion parameter ဆိုတော့ဒါ powerful ဖြစ်တယ်လို့ပြောလို့ရပါတယ်စံနှလုံးဆိုတော့ဒါ66 billion ပေါ့နော်အဲ့တော့ chat gpt ရဲ့ gb3 model ဆိုရင်တော့မှဒါ parameter ကဒါ185 billion လောက်ပဲရှိတာဆိုတော့ဂျိုးရု20နှလုံးလောက်သုံးမယ်ဆိုလို့ရှိရင်ဒီလို AI မျိုးတွေလုံလောက်တဲ့ parameter ရနိုင်လို့ဆိုနိုင်ပါတယ် အဲဒါမဲ့တော်ရှမ်းမှုရေလုံထံပေါ်ကတော့ဂျိုးရူမှာပေါင်းနေတဲ့ကွန်ပျူတာရဲ့ operation per second ပေါ်လဲမူတည်ပါသေးရဲ့အဲ့ address space ကတော့ဒီဂျိုးရူတလုံးချင်းစီက744 trillion operation per second လောက်နှုန်းနဲ့အလုံးလုံးနိုင်တယ်လို့ပြောရတယ်အဲ744 tops လောက်နဲ့အလုံးလုံးနိုင်တယ်ဆိုတော့ဒါတော်တော်များနဲ့အမြန်နှုန်းလို့ပြောလို့ရပါတယ်အဲ့ဥမာ Apple ရဲ့ M1 chip မှာ AI အတွက်တည်ထောင်လှုပ်ဆောင်ပေးထားတဲ့ Neural Engine ဆိုတာရှိပါတယ် ယသူရဲ့ဆွမ်းဆောင်ရည်ကဒါ11 tops နှုန်းလောက်ပဲရှိရပေါ့နော် M1 SoC တစ်ခုလုံးရဲ့ performance ကထိတဲ့ပို့ပြီးဆွမ်းဆောင်နိုင်လေဆိုရင်ပဲ overall အနေနဲ့ AMD မှာဘယ်လောက်ထိတွက်ချက်နိုင်လဲဆိုတော့ပြောဖို့ခက်ပါတယ် Neural Engine ပဲသိသက်ဆိုရင်တော့ဒါ11 tops လောက်ပဲရှိရပေါ့နော်နောက် Nvidia ရဲ့ Jetson Orin ဆိုရင်လည်း275 tops လောက်နေပဲအလုံးလုံးနေပါတယ်အဲ့တော့ဂျိုးရဲ့ဆွမ်းဆောင်ရည်က744 tops လောက်တိရှိရဆိုတော့အရွယ်စားနဲ့နိုင်ရှင်လို့ရှိရင်ဒါအရန်ကိုဆွမ်းဆောင်ရင်မြင်လုံးတယ်လို့ပြောလို့ရပါတယ် ဒါပေမဲ့ဒါကတကယ် homo ဆိုတာကတော့ဒါတည်တည်ချာအသိဖို့တော့မလွယ်ပါဘူး။အဲတရုတ်နိုင်ငံကဒီလိုမျိုး project တွေဆိုတာဒါအချက်လက်တွေကိုတည်ချာ confirm လုပ်ဖို့ဆိုတာတော်တော်လေးကိုခက်ပါတယ်။အဲတော့ဆက်ပြောရရင်အခုလိုဂျိုရူဒရာဇင်လောက်က5 quadrillion operation ပါ second လောက်ဒီအလုံးလုံးနဲ့မှာဘလို့ဂျိုရူ2800လောက်ဆိုရင်တော့အရင်က powerful ဖြစ်တဲ့ supercomputer တလုံးဖြစ်လာနိုင်တယ်လို့တော့ပြောလို့ရပါတယ်။ ဆိုတော့ဒီ project ကအာဂတာထဲမှာ distributed AI computing power တခုတည်ဆောက်ဖို့ရည်ရွယ်ချက်ရဲ့ကနဦးဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီဂျိုရုကွန်ရက်ကအချင်းချင်းလေသာနဲ့ဆက်သွယ်ချိတ်ဆက်တာမှာဖြစ်ပြီးတော့မှအဲကဘာနဲ့အပြန်လန်အချက်လက်တွေလည်းပေးပို့နိုင်မှာလို့သိရပါတယ်အဲ့တော့ဂျိုရုကွန်ရက်ရဲ့နာမည်ဖြစ်တဲ့ three body computing constellation ဆိုတာကတော့ဒါ newton ရဲ့လူသိများတဲ့သင်္ချာနဲ့ယူပပြီးတော့ဆန်ပြဿနာတခုဖြစ်တဲ့ three body problem ကနေပြီးတော့မှယူသုံးထားတာပါ အဲ three body problem ဆိုတာဘာလဲဆိုတာသိကျင်တော့မထင်လို့ဒါကြုံလို့ကျွန်တော်သိတဲ့လောက်ပြောပြပေးပါမယ်အဲ့တော့နေတဲ့ကမ္ဘာလို body နှစ်ခုရဲ့အပြန်အလှန်တက်ရောက်နေတဲ့ gravity ကနေအဲ့ဒီ body တွေဘယ်လိုရွေ့လျားမဲ့ဆိုတာကိုဒါတွက်ချက်လို့ရတယ်ပေါ့နော်အတိုင်းမဲ့ body သုံးခုဖြစ်လာရင်တော့ gravity တက်ရောက်မှုကဒါအရင်ကရှုပ်ထွေးသွားပြီးတော့မှဒီ body ရဲ့ရွေ့လျားမှုကိုတွက်ချက်ဖို့အတွက် Titan formula ဆိုပြီးတော့မှထုတ်လို့မရတော့ပါဘူး ဲ့တော့တွက်ချက်လို့မရတဲ့ပြဿနာဒါအကြီးဖြစ်လာတယ်ပေါ့နော်အဲဒါမဲ့ဒီနေ့ခင်မှာကြာတော့ဘာလို့ဒီလိုမျိုး3 body ဖြစ်စင်မျိုးခံမှန်းလို့ရနေလဲဆိုရင် numerical method ကိုသုံးပြီးတော့မှကွန်ပျူတာနဲ့ simulate လုပ်လို့ရလို့ပါအဲဒီလိုမျိုး simulate လုပ်နိုင်မှုအဲသိပ္ပံပညာရှင်တွေအဲ့ဒီ body တွေရဲ့လက်ရှိတည်နေရာအမြန်နှုန်းနဲ့ drag တွေကိုတိုင်းတာပြီးတော့မှကွန်ပျူတာထဲမှာတစ်စင်ပြီးစင် simulate လုပ်ပြီးတော့မှခံမှန်းကြတာဖြစ်ပါတယ်ဆိုတော့ဒါကိုတွက်ဖို့ဒါသီးသန့် formula ဆိုပြီးတော့ထုတ်လို့မရပါဘူး ကွန်ပျူတာဆီမူလေးရှင်းအနေနဲ့ဒါ short to medium task cloud တွေကိုတိကျတဲ့အခမ်းအနလို့ရနိုင်ပြီလို့ပြောနိုင်ပါတယ်ဆိုတော့ဂျိုးကွန်ရဲ့အတွက် 3-body problem ကိုနာမည်အနေနဲ့ယူသုံးတာဒါတော်တော်လေးလှတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဆက်ပြောရရင်ဒီကွန်ရဲ့တစ်ခုလုံးဆက်ပြီးချိန်ဆက်သွားဖို့ကတော့ဒါနှစ်တွေအများကြီးကြာအောင်ပါပါအဲ့တဖြည်းဖြည်းနဲ့တော့ဒါဂျိုးရူကြီးဆက်ပြီးတော့ဒါလွတ်တင်အောင်ပဲပေါ့နော်အဲ့တကယ်လို့စီစဉ်ထားတဲ့အတိုင်းဖြစ်လာမယ်ဆိုရင်တော့အဲ့ဒီဂျိုးကွန်ရဲ့ကဒါပထမအောင်ဆုံးအာကာသာထဲမှာလေပတ်နေတဲ့ last scale computer network တစ်ခုဖြစ်လာမှာပါအဲ့တော့မေးစရာရှိလာပါတယ် အဲ့ဒါတော့မြေပြင်မှာတိဆောက်လို့ရရတာ ਨੇ ဘာလို့အာကာတာထဲမှာရှာရှည်ပြီးတော့သွားဆောက်ရတာလဲဆိုတဲ့ကိစ္စပါအဓိကအကြောင်းရင်းကတော့ဒါစွမ်းရင်အပူပြက်တနာကြောင်းပါအစင်းမြင့် chip တွေကို run ရတာဒါစွမ်းရင်အများပြားလိုအပ်ပြီးတော့မှဒါအပူပြက်တနာလေအကြီးကြီးရှိပါတယ် အကဘာပေါ်မှာ data center တွေကထွက်တဲ့အပူတွေကိုဒါလေးပြည့်တဲ့အကြီးစားကြီးတွေဒါမှမဟုတ်ရေတွေအမြောင်များအသုံးပြုရမှာဒါအပူချိန်ထိန်းညှိဖို့အတွက်ဒါလှုပ်ဆောင်ရတယ်ပေါ့နော်အဲ့တော့အမှုပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်ဒါ data center တွေကိုရေအောက်မှာတိဆောက်တာမျိုးရှိနေပြီမယ်အဲဒီ data center တွေရဲ့စွမ်းအင်သုံးစွဲမှုတော့ကုန်ကြစိတ်တွေကတော့အရန်ကိုများနေတော့ပေါ့နော်အဲ့တော့အာကာသာထဲမှာဆိုရင်တော့ဒါဂျိုရူရဲ့ဆိုလာပြားတွေကနေဒါကဘာပေါ်မှာထပ်ပို့ပြီးတော့စွမ်းအင်ပြီးပြောပါွားအများနဲ့ရနိုင်ပါတယ်မဲအကြောင်းတော့ကဘာပေါ်ကျလာတဲ့နေအောင်ကဒါလေရူကနေအစင်းစင်းဖြတ်ပြီးတော့မှရောက်လာဆိုတော့ အာဂါသာတဲလောက်တော့ဒါအပြည့်ဝမရနိုင်ဘူးပေါ့နော်။အဲနောက်ပြီးတော့ကွန်ပျူတာ network ကနေထွက်လာမယ့်အပူတွေကလည်းဒါအာဂါသာထဲမှာလိုလိုလေးနဲ့ဖြာထွက်သွားနိုင်ပါတယ်။ဆိုတော့စွမ်းရည်ကွန်ကြားစီလည်းတက်တာနိုင်ပြီးတော့အပူတွေလည်းစေရေးရမယ်။ဒီအာဂါသာထဲမှာကွန်ပျူတာကွန်ရဒီဆောက်တာဒါအကောင်းဆုံးရွေးချယ်မှုဖြစ်လာနိုင်တယ်ဆိုပြီးတော့ ဒီစီမံခန့်ကိုဒါစပြီးလှုပ်ဆောင်နေတာပေါ့နော်။အမေရိကန်နဲ့ဥရောပနိုင်ငံတွေကလည်းအာဂတာတွင်းကွန်ပျူတာစနစ်ကိုအောင်မြင်တဲ့စမ်းသပ်ခဲ့ဝင်မယ်။အခုလို large scale ကွန်ပျူတာ network ကတော့ဒါပထမဆုံးဖြစ်လာမယ်သဘောဖြစ်နေပေါ့နော်။တော့ဘာဖြစ်ဖြစ်သိမကြခင်မှာတော့အခုစီမံကိန်းရဲ့ရွေချက်ကအောင်မြင်မလားမအောင်မြင်ဘူးလားဆိုတော့သိလာရမှာပါ။အဲဒါကူတော့ရှိပါတယ်။ဒီဂျိုလူကွန်ရဲ့ပုံစံမျိုးကိုစိတ်ဝင်စားနေတဲ့ Axion Space နဲ့နောက် Jet Bezos ရဲ့ Blue Origin တို့လို American ကုမ္ပဏီတွေလည်းရှိပါတယ်။အဲသူတို့မှာ Orbital Data Center တွေတည်ဆောက်ဖို့ plan တွေလည်းရှိရပေါ့နော်။ အဲဒါမှမဟုတ်တကယ်အလုံးလုံးနိုင်မဲ့ hardware ကိုတိစောက်တာမျိုးတော့အခုထိတော့မကြသေးပါဘူး။အဲလျှို့ဝှက်လုံးနေရလည်းဖြစ်နိုင်တယ်လို့ပဲ။ဒါမှဖြစ်နိုင်လို့ယူဆလို့ရက်ထားလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အဲဒါမှမဟုတ်အခုလိုအာဂတာတို့တွက်ချက်မှုတွေဂျူရုကွန်ရတခုတိစောက်တာမျိုးကတကယ်ကိုအောင်မြင်လုံနာလိုက်မယ်ဆိုရင်တော့ခေတ်သစ်အာဂတာပြန်ဆန်မှုတာပိုပြီးတော့မှပြင်းထန်လာနိုင်ပါတယ်။ ဖြစ်နိုင်ရင်အများဆုံးစိုးရင်စရာအချက်တွေကတော့အဲထောင်ပေါင်းများစွာရှိလာမဲ့ဂျူရူတွေကအာကာသတွင်းလေ့လာတဲ့ telescope တွေရောအများကြီးနောက်ဆက်ဖြစ်စေလာနိုင်မဲ့အပြင်ရောအဲဒီဂျူရူတွေတက်တန်းကုန်တဲ့ခါကျရင်ထင်းကုန်မဲ့သွားရမျိုးတွေလည်းရှိလာမှာပါပုံမှန်အဖြစ်ကတော့ဂျူရူတွေက gravity ကြောင့်လို့ကမ္ဘာလေးတွေကိုပြန်ပြီးနှိမ်ဆင်းလာတတ်တာမလို့ပတ်လန်းပေါ်မှာအတိအကျရှိနေဖို့တော့ကြောအများနဲ့တွန်းတင်နေရပါတယ်။အဲသဏ္ဍာန်ကုန်သွားလို့အထင်းကုန်မဲ့သွားရင်တော့ ဘာပေါ်ပြန်ပြီးပြုတ်ကြလာပြောမှဒါလေလူထဲမှာလောင်ကျွမ်းသွားရပေါ့เนาะအဲဒီခါကျရင်အိုဇွန်လောင်ကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ theory ရှိသလိုပဲကမ္ဘာရာသီဥတုပုံမှာလည်းတက်ရောက်မှုတွေရှိလာနိုင်တယ်ဆိုတဲ့ theory လည်းရှိပါတယ်အဲဒါမဲ့ဒီတက်ရောက်မှုတွေကိုအတည်ပြုနိုင်မှုတော့ကတော့ခုထိလေ့လာနေသေးပေါ့เนาะလက်လောအချိန်တွေကတော့ဒါကမ္ဘာပေါ်ပြုတ်ကြနေတဲ့ဂျူရီရက်ကအရန်ကိုနည်းနေသေးရမလို့တိုင်းတာအကန့်အသတ်တော့ရှိနေပါသေးတယ် အဲနောက်ကမှာတော့ Starling ဂျူရူတွေအပါဝင်နောက်ထပ်တရုတ်နဲ့ American Company ချို့ရဲ့ဒါအစုလိုက်ပြောင်းလိုက်ဂျူရူလွတ်တင်မှုတွေကပိုပြီးများလာမှာမလို့ဒီကိစ္စတွေကကြိုးပြီးတော့စဉ်းစားကြရပြီဖြစ်နေပါတယ်နောက်ထပ်သုံးရင်ဆရာကိစ္စတစ်ခုကတော့လက်ရှိသုံးနေတဲ့တခြားဂျူရူတွေနဲ့ဝင်တိုက်နိုင်ခြင်းရှိနေပါဘာအခုလိုအစုလိုက်ပြောင်းလိုက်လွတ်တင်နေတဲ့ဂျူရူတွေကဒါအည်သွေးထိမ့်သိမ့်မှုအားနည်းတယ်ဆိုလို့ရှိရင်ကဘာအတွက်အရန်ကိုအသုံးဝင်တဲ့ရာသူဥဆိုင်ဂျူရူတွေနောက်ပလန်းနေတဲ့အာဂါသာစကန်တွေနဲ့ဝင်တိုက်နိုင်ခြင်းရှိပါတယ် နိုင်ငံတကာအာဂါသာစကန်ဆိုရင်တော့မှအာဂါသာထဲမှာအပြည့်အစည်ပိုင်းစားတွေရောမကြာခဏဆိုဆိုရှောင်းတင်းနေရမျိုးရှိပါတယ်ဆိုတော့အနာဂတ်မှာဒီလိုကိစ္စတွေကပိုပြီးတော့မှဆိုးလာနိုင်ကြရှိတယ်ပေါ့နော်အဲ့ဒါ space ကတော့လာအနေငယ်တိုင်းမှာဂျူရူအသစ်အစ်တွေထပ်ပြီးတော့လွတ်တင်သွားမယ်လို့ပြောထားပြီးတော့မှအဂျိုရူအလုံး300ပြည်ရနဲ့အစမ်းဝင်ဆောင်မှုတွေစတင်လည်ပတ်မယ်လို့လည်းပြောထားပါတယ်။အဲ့တော့ဒီဂျိုရူကွန်ရက်ကကဘာနဲ့အမြင့်ကီလိုမီတာ900နဲ့1000ကျားတော့မှလှည့်ပတ်နေမှာဖြစ်ပြီးတော့ရက်ဖတ်ပါဝင်စစ်ဘက်ဆိုင်ရာတွေမှာလည်းဝင်ဆောင်မှုပေးသွားဖို့စီစဉ်ထားပါတယ်။အဲ အဲဒီစနစ်ကနေတည်တည်တသာအကျိုးရလည်းရှိနိုင်တာတော့ရှိပါတယ်။အပေါ်မှာဖြင့်ဂျိုရူတွေအာကာသယာဉ်တွေ telescope တွေကအဲသူတို့ရဲ့ chat လက်တွေကို raw data အနေနဲ့ကဘာကိုပြန်ပို့တာမလို့ဒီ data တွေကိုပို့တဲ့အချိန်မှာတချို့ data တွေကလမ်းမှာဆုံးရှုံးသွားပြီးရှိပါတယ်။အဲခုလိုအာကာသထဲမှာ computer network တခုရှိလာတယ်ဆိုရင်တော့ data တွေကိုဒါအာကာသထဲမှာပဲတွက်ချက်နိုင်မယ်သဘောပါ။အဲဒါဆိုရင်အာကာသနဲ့ဆိုင်တဲ့အချက်လက်စီးဆင်းမှုတွေကပို့ပြီးတော့တိကျလာပြီးတော့မှပို့ပြီးမြန်ဆန်တဲ့အချက်လက်စီးဆင်းမှုတွေဖြစ်လာနိုင်ပါတယ်။ ဒါအခုလွတ်တင်လိုက်တဲ့ဂျူတွေမှာ AI model တွေအပြင် X-ray instrument တွေကတက်ဆင်ထားပြီးတော့အရန်ဝေးတဲ့အာကာသတွေက gamma ray burst တွေကိုလေ့လာနေမှာဖြစ်ပါတယ်။အဲ့တော့ဒီဂျူတွေကအရန်ဝေးတဲ့အာကာသတွေက gamma ray ပေါက်ကွဲမှုတွေကိုစောင့်ကြည့်မှာပါ။ တော့ gamma ray box ဖြစ်စဉ်မှာဒီ short GRB နဲ့ long GRB ဆိုရင်နှစ်မျိုးခွဲကြလို့ရပါတယ် short GRB ဖြစ်စဉ်ကတော့ millisecond လောက်ပဲကြာတာပြီးတော့ neutron gene နှလုံးတိုက်မိတာတို့နောက် neutron gene နဲ့ black hole တိုက်မိတာတို့ကလည်းထွက်လာတတ်ပါတယ်အဲ long GRB ဖြစ်စဉ်ကတော့အရန်ဝင်ကြီးရဲ့ကြယ်ကြီးရဲ့တက်တန်းကုန်ပေါက်ကွဲလို့ဖြစ်လာတဲ့ဒါ supernova ဖြစ်စဉ်မှာဖြစ်တတ်ပါတယ်ဒီမြင်ကွင်းကို2မိနစ်နဲ့အထက်အထိကြာကြာမြင်ရတာပါလေ။ Three body computing constellation ရဲ့ jury မှာတက်ဆင်လာတဲ့ x-ray instrument တွေကတော့ရှေ့ရပြောခဲ့တဲ့ short GRB ဖြစ်စဉ်တွေကိုလေ့လာမှဖြစ်ပြီးတော့ ရလာတဲ့အချက်လက်တွေကိုဂျူရုကွန်ရက်ကကွန်ပျူတာတွေကနေစင်ဒါအစမ်းသဘောအနေနဲ့ pressure management ထားမှာရှိနေပါတယ်။အပြင်တော့ဒါရလာတဲ့ pressure မို့ဒါကဘာကိုပြန်ပြီးပို့ပေးမယ်ပေါ့နော်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်အနာဂတ်မှာအာကာသာတွင်းအခြေပြု super computer network တွေတိဆောက်လာနိုင်ဖို့အတွက်လာလာရှိမျောမှာအဲဒါအောင်မြင်မလားဒါမှမဟုတ်လည်းနိုင်ငံကြီးတွေအာကာသာတွင်းပြန်ဆိုင်မှုတွေကြွားလုံးတစ်ခုပဲလာဆိုတာတော့စောင့်ကြည့်ရမှာပါ။ကဲခုလာဆိုလို့ရှိရင်အာကာသာတွင်းမှာတိဆောက်မဲ့စူပါကွန်ပျူတာဂျိုရုကွန်ရအကြောင်းနဲ့တခြားဆက်သက်ဘူးသရတွေကိုမှတ်သားလောက်မိလို့မျှော်လင့်ပါတယ် ဆုံးဒီကြည့်ရှုပေးလို့ယေရှုထုဝတ်တင်ရှိပါတယ်ခင်ဗျာ။